ကျမကတော့တင်ဆက်သူမဆန္နာပါဖြင်းရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလန်းကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU ကျွချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်တကယ်ကိုအုံနောက်စားတဲ့အမှု အမှုကရိုးလွန်းလို့စမ်းနေတာလားစမ်းလွန်းလို့ရိုးနေတာလားဘလို့မှဝေခွဲလို့မရဘူး အမှုစီအရာရှိသူရဲ့အုပ်စိုးဝင်းကဖိုင်တွဲကို အသေးစိတ်ပြန်ဖက်ကြည့်တယ်။ဆောင်ရွက်ခဲ့သမျှကို အနုလုံပဏိလုံစဉ်းစားရီ။ဒုညကသူရဲ့အုပ်စိုးဝင်းညတာဝင်မှုတာဝင်မှုတို့ရဲ့ထုံးစံအတိုင်းအရေးကြီးတဲ့ပြစ်မှုကြီးစဲမှုမပေါ်ပေါက်ရေးအတွက်စူတောင်းပြီးနောက်တစ်နေ့တရားရုံးတင်ရမယ့်အမှုတစ်ခုတိဆောက်ထားတာကို ပြန်ဖက်မိတယ်။ဆရာအာဓမပြုခြင်းမှုဖွင့်ခြင်းလို့တဲ့။ကစေးကြီးတန်းဆောင်ရဲ့အတန်းကြောင့်ကမကရန်လှမ်းကြည့်လိုက်တယ်။ ကစေးကြီးတပွဲရှိထိုင်ကုန်မှာအသက်50ခန်းရှိမိမတယောက်နဲ့အသက်20ခန်းရှိမိမပြိုလေးတူတို့ထိုင်နေကြတယ်။မိမပြိုလေးကခေါင်းငုံပြီးတရှုံရှုံငိုနေတယ်။ဘလို့ဖြစ်တာလဲအတော်ဒူရိုင်းအုပ်ဇော်ဝင်းရဲ့အမေကိုအတော်ကြီးကတုံ့ပြန်တဲ့အတန်နဲ့အတော်ရဲ့နာမည်ကဒေါအောင်ကျွေပါ။သူကအတော်သမီးလေးနှင်းနုပါ။နှင်းနုကဆုံးအနေနဲ့ဒုက္ခိတပါကွယ်။ အတော်တို့ကမြို့စုံကန်သာယာရေကန်သားမှာနေကြပါတယ်။သမီးလေးကညနေတိုင်းအဲ့ဒီကန်ဆောင်းမှာသွားတော်ထိုင်နေပြီးမိုးချုံမှပြန်လာတတ်ပါတယ်။ည9နာရီလောက်ကသမီးပြန်ပြေးလာပြီးသူအာရမကျင့်ခံခဲ့ရတဲ့အကြောင်းနဲ့အဲ့ဒီလူကိုလည်းမမှတ်မိဘူးလို့ပြောပါတယ်။အတော်တို့ကိုကူညီပါအောင်ကိုဘုဒ္ဓဖះကယ်တော်မူပါ။ဒူရဲအုပ်ဇုံဝဲမှာရင်တွင်းကဖះတားလိုက်မိတယ်။ဘန်းနဲ့ဒုက္ခိတကိုမှ လာခွေညမှာအနိုင်ကျင့်ရကြသလားစကားပြောလိုက်ငိုလိုက်ခေါင်းငုံပြီးရှိုက်ကြီးတငငယ်ငိုလိုက်ဖြစ်နေတဲ့သားမေနှစ်ယောက်ကိုကြည့်ပြီးလုံးဝစိတ်မကောင်းပါတီအယ်လိုကို မေးမြန်းရအောင်လေစွန့်အာနေတဲ့သူဖြစ်တယ်ကဲဆရာကြီးတန်းဆောင်ကလေးမလေးကိုစစ်ဆေးဖို့ဆေးရုံပို့ဖို့လုပ်ပြဟေးတက်ကြက်တင်ရှိန်နဲ့ဒူးတက်ကြက်စမ်းမအခင်ဖြစ်နေရကိုသွားမယ်ကိုနဲ့လိုက်ခဲ့အတော်ဘာမှအားမငယ်နဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက်ကျွန်တော်တို့အစွမ်းကုန်ကြိုးစားမယ်။ဇာကြီးတန်းဆောင်က ထွက်ချက်ယူထားနေဗျ။လာ၊သွားကြစို့။အခင်းဖြစ်ကန်တာရာရေကန်နဲ့နှင်းနှူးတို့အိမ်ကဂိုက်300ခန့်ဝေးတယ်။ဒူရဲအုပ်ဇော်ဝင်ကဆိုင်ရရရကအဖွဲဝင်နှစ်ဦးပါခေါ်ပြီးဂွင်းစင်းစစ်စီတဲလွန်စားရှာတယ်။အခင်းဖြစ်နေရာက ရေကန်ကန်ပေါင်တာရိုးပေါ်မှာဖြစ်တယ်။တာရိုးနဲ့သုံးပေခန့်မှာစောက်ချုံများကထူထပ်စွာ ပေါက်ရောက်ပြီးတဘာဝအတားဆီးတပွေဖြစ်နေတယ်။ ရက်ွက်တုံးရေကန်ဖြစ်ပေမဲ့မိုးရင်းကာလာဖြစ်တော့ရေခတ်သူမရှိပါ မိုးလေဖြန့်ထားတော့မြေပုနေက လူလိမ့်တဲ့နေရာရုံးကန်ထားတဲ့နေရာများနဲ့တရခံလို့ယူရတဲ့ခြေရာသုံးလေးစုံကိုတွေ့ရပြီးဖျောင်းနဲ့ပုံချမ်းယူနေစဉ်ဆရာဆရာဒီဘက်စောက်ချုံဆက်မှာလူတယောက်လဲနေတယ်သွေးတွေလည်းထွက်လို့ဒူရဲအုပ်စော်ဝင်ခြေရာယူနေစဉ်ရရက်ကအဖွဲဝင်ဥတာအေးရဲ့အတန်းကြောင့်လဲနေသူထံကိုရှောက်သွားလိုက်တယ် ပေး၂၀ခန့်အရှိရှိတဲ့စောက်ချုံရဲတစ်ဖက်မှာသပင်းရှိရှိ အသားဖြူဖြူပိန်ပိန်ပါပါ အသက်25နှစ်ခန့်ရှိယောက်ျားတယောက်မှောက်ရက်လဲနေဂျင်းအင်ကြီးဘောင်းမီရှိနေဟေးအနာကိုဘသူမှမကတ်နေနော်ကင်လည်းမကင်နေနော်ဒူရဲအုပ်ဇော်ဝင်းကပြောပြောဆိုဆိုလဲနေသူရဲ့အနေထားကိုဓာတ်ပုံရိုက်မှတ်တမ်းတင်လိုက်တယ်ကဲစွဲလန်ကြည့်လိုက်ရောမှောက်ရက်အနေထားကနေပက်လက်လန်သွားမှာ လဲနေသူရဲ့ဝမ်းပိုက်ညာဘက်မှာအယုထီစိုက်ဝင်နေတဲ့ဓမြောင်တကြောင်ဓပုံရိုက်မှတ်တမ်းတင်ရပြန်နေအတွေ့အကြုံအရဒီလူသေးဆုံးနေသည်မှာ၃နာရီထက်မပိုနိုင်သည်အလောင်းရဲ့အနေထားကမှောက်လျက်ဒံယာကဝမ်းပိုက်တွေးရတဲ့သွေးရည်ကွက်ကသေဆုံးပြီးနာယီဝက်နဲ့နှစ်နာရီအကြာမှာစတင်ဖြစ်ပေါ်လေးရှိသည်ဒီသွေးရည်ကွက်များကသေဆုံးစဉ်အလောင်းအနေထားသေဆုံးချိန်တို့ကိုသိတာနိုင်ပါ रे တေပြီးစ၃နာရီအတွင်းမှာ အလောင်းကပျော်ပြောင်းလျက်ပဲရှိသေးတယ်။၃နာရီမှ၉နာရီအတွင်းမှာတဖြည်းဖြည်းနဲ့တောင်းတင်းလာတယ်။ဒီအလောင်းမှာတော့မတောင်းတင်းသေးတော့၃နာရီထက်မပိုနိုင်ဘူးလို့သူကခံမှန်းလို့ရတယ်။ကဲဥက္ခရာတို့ရေအလောင်းကိုဆေးရုံပို့ဖို့စီစဉ်ကြပါဦး။ကျွန်တော်တဲလွန်စာရှာပြရစီအောင်။ရာရက်ကများအလောင်းဆေးရုံပို့ဖို့စီစဉ်နေစဉ်သူကအလောင်းကိုအနီးကနေရာအမျိုးမျိုးမှာလေ့လာနေတယ်။တွေ့ရပြန်ပြီ။ဖနက်မပါရေခြေရနှစ်စုံ ဒီခြေရာရှင်ကတေးသူမဖြစ်နိုင်ခြေရာကိုဓာတ်ပုံရိုက်ဖျောင်းနေပုံစံယူပြီးရဲစေးကြရေးပြီးကအလောင်းကိုစေးုံပူစီတယ်တတေကန်တမ်းမြောင်းအယိုးသွားဆဲလက်မခန့်ကိုဓာရုပေတာဝန်ယုံကိုလက်ဝေရယူစီနိုင်ရန်စနစ်တကျသိမ်းဆဲရသည်တေးသူရဲ့အိတ်ထဲမှာငွေဆက်ကူရောရာတရားချက်နဲ့ဘိန်းဖြူလိုယူစားရတဲ့စက်ကူနဲ့ထုတ်ထားတဲ့အမုတ်တရွေးသားခန့်တွေ့လို့ရှာဖွေပုံစံနဲ့ဖြည့်ဆွဲရသည် အလောင်းယူသွားတော့လေကိစ္စကမပြတ်သေးအာဓမမှုဖြစ်ပွားခဲ့တဲ့နေရာကိုဓက်ပုံနဲ့မှန်တန်းတင်နေရာနှစ်ခုကတွေ့ရတဲ့ခြေရာနှစ်စုံစီကို တင်းရပြန်သေးတယ်စကန်းကိုပြန်ရောက်တော့ညဆက်နှစ်နာရီထမင်းမစားရသေးစားချင်စိတ်လည်းမရှိကော်ဖီတစ်ခွက်နဲ့ပေါမုံတစ်ချက်စားပြီးစကန်းမှုထံကိုတင်းပြရပြန်တယ်ဘယ်အကုသို့ကြောင့်များပြမှုကြီးနှစ်ခုနဲ့သူနဲ့လာပြီးတိုက်ဆိုင်ရသည် အရမမှုကကံမောင်ရွရှိစောက်ချုံရဲ့တစ်ဖက်လူတတ်မှုကတစ်ဖက်စောက်ချုံရဲ့အစုံ အကွာအဝေးကပေး20ခန့်တမေးအိယဝင်းနေစင်မှာပဲခေါင်းကိုစင်မနေမေဂေါ်စီလာအဖိခံရတယ်လို့အိမ်မက်ကမှန်းလိုက်သေးတယ်ငါ့ကိုအထင်မြင်သေးနှိမ့်ချခြင်းနဲ့ပုံကူများသူ့နေရာမှာခိတ္တလေးအစားဝင်စီခြင်းနဲ့ဆရာစကမ်းမှုက တွေ့ကျင်လို့တဲ့ဩအေးအေး စကန်းယုံရှိအဆောင်ရဲတပ်သားလေးရဲ့စကားတန်ကြောင့်စကန်းမှုအခန်းကိုပြေးရပြန်နေ။ဆင်းနေရတကားကို တွန်းဖွင့်ခြေအဆုံဖြောင်းကနေရိုက် အလေးပြုမှုကြောင့်စကန်းမှုကမော့ကြည့်ပြီးလေးစားပါလေဖိုးစော်။ gain ရောင်းမဆိုင်ပဲအခြေအနေဘလို့ရှိသလဲ။တေသူကတော့တိရိမြန်ရက်ကွက်ကဦးတောင်းဆိုရတဲ့ဂျာလီခေါ်တန်းထိုက်လို့သိရပါဗါး။ဈေးရောင်ကဈေးစာတော့မရသေးပါဘူးစကန်းမှု။အမှုအခြေအနေက ရိုးရိုးလေးနဲ့ရှုပ်နေပါရဲ့စကမ်းမူတာမန်အဖင်တော့ပင်၂၀လောက်ရှိပြီးလူတရက်လောက်ရှိတဲ့စောက်ချုံကြီးရဲ့တစ်ဖက်မှာမင်းကလေးအာရမကျင့်ခံရတယ်တစ်ဖက်စောမှာလူတယောက်ဓာတ်တန်ရာနဲ့တည်နေတယ်မင်းကလေးကအာရမကျင့်သူကိုဓာတ်နဲ့ပြန်ထိုးလို့တည်တဲ့အနေထားပဲဒါပေမဲ့မတူတဲ့ခြေရာနှစုံရဲ့နှင်းနူရဲ့အားနဲ့ယောက်ျားတယောက်ကိုဓာတ်နဲ့ထိုးနိုင်မထိုးနိုင်ဆိုတဲ့အချက်တွေလည်းရှိနေပါတယ်မတရားလဲအကျင့်ခံရသည်ဒုက္ခိတမလေးကို တရားခံအဖြစ်နဲ့ဆွဲမယ်ဆိုရင်လေလူကြားလို့မတော်ဖြစ်နိုင်ခြေလည်းမရှိပါဘူးခမရမောင်ရင်အတွေးမှန်နေကိုအကြံပေးချင်တာကအခင်းပြည့်နေရကိုပြန်သွားစိစိဆက်ဆက်သဲလွန်စားပြန်ရှာညာကမောင်ရင်တို့မှောင်နေတာရဲ့မျက်စိရှမ်းနာတွေရဲ့ကြောင့်မတွေ့ခဲ့ရတဲ့သဲလွန်စားအစ်စ်တွေထက်တွေ့နိုင်တယ်ထက်ပြီးတရီပေးမယ်နော်အမှုကန်အရာရှိဟာအခင်းပြည့်နေရကိုခဏခဏသွားစိစိဆက်ဆက်ကြည့်ထူးခြားမှုတွေတွေ့နိုင်တယ်ဘာပဲဖြစ်ဖြစ် ကိုကိုတိုင်မင်မှာလိုအပ်ရင်လဲလိုက်ပေးမယ်အခုအမှုအခြေအနေကိုမျိုးနယ်မှုနဲ့မဝဒဥက္ခရာကို ကိုတော့တင်ပြလိုက်ပါအောင်မယ်မောင်ရဲ့အစွမ်းစားကို ကိုယုံကြည်တယ်ဆက်လုပ်ပါဒူရဲအုပ်ဇော်ဝင်းနဲ့အဖွဲကကံမောင်ပတ်လေအချင်းဖြစ်နေရနှစ်နေရလုံးရက်ွက်နဲ့ရေကန်အကွာဝေးရေကန်နဲ့အနီးဆုံးရှိတဲ့အိမ်စားတီတို့ကိုလီလာမှတ်သားပြီးစောက်ချုံရဲ့ပထမပိုင်းကို အသေးစိတ်ရှာရတော့တယ်နေဘက်ဖြစ်တော့မြင်းမြင်းထင်းထင်းရှိတယ် လုပ်ငန်းကျွမ်းကျင်တမာရင်ရဲများဖြစ်နေတော့တတ်မဲ့စကားမပြောတဲ့တပ်သည်များထပ်မံတွေ့ရတယ်။စောက်ချုပ်ထဲမှာထဲ့ထိုးလိန်ခတ်ဝှက်ထားတဲ့ဖင်ခုထိုင်ထားဟန်ရှိတဲ့သတင်းစာဟောင်းတစ်ဆောင်သတင်းစာရဲ့ထိပ်ပိုင်းမှာ BO လို့ဘောပင်နဲ့ရေးထိုးထားတယ်။ဈေးကွက်တစ်စိပ်စေဘောလိတ်တူတစ်ခုလူတက်မှုဖြစ်တဲ့အပိုင်းမှာတော့ထပ်မံလို့သဲလွန်စာမတွေ့ရ။ဒူရဲဥဇော်ဝင်ကထပ်မံတွေ့ရှိရတဲ့တက်တေကံပစ္စည်းများကို ရရက်ကအဖွဲဝင်အားလုံးကိုတက်တည်ပြုပြီးရှာဖွေ ပုံစံမှာဖြည့်ဆွတ်တယ်။ထို့နောက်ရရက်ကအဖွဲဝင်များနဲ့တူရရက်ကရုံးကို လိုက်သွားပြီးသူညကရက်ွက်လုံးကြုံရေးကင်းများနဲ့တွေ့ဆုံပြီးသူချဖြစ်စဉ်ရှိမရှိမင်းများစုံဆိုင်လိုက်ရသည်တယ်။ရရက်ကဥက္ကရာကကျွန်တော်တို့ရက်ွက်ထဲမှာဒီမောင်ကျွယ်တို့သားမိဟာအယုဒါဆုံးအအေးဆုံးပါမိုးဆိုးမကြီးနဲ့သမီးပြိုလေးနှစ်ယောက်ထဲရှိတာမောင်ကျွယ်ကအကုန်လောက်တာဗျာ နွေဘက်မှာကံကရေထန်းရောင်နေအင်းတွေမှာအဝိလျှော်တယ်ဟင်းဒီဟင်းရွယ်ရောင်းနေပြနင်းတို့ကရောဥက္ကရာဒူရဲအုပ်ဇော်ဝင်းရဲ့အမိကိုဥက္ကရာကကလေးမလေးကရုပ်ရည်ရတနာကပါဖြူဖြူလေးနဲ့စွန်းအာနေတော့တရက်ကွက်လုံးကတနာကြရပြဒီကြားတဲ့စိတ်ကလည်းမမှန်ချင်မှုထင်ရဲ့ညနေတိုင်းကံဆောင်မှာသွားထိုင်နေကြဗျအကြံပတ်ဆက်တဲ့ကောင်ဟာကျွန်တော်တို့ရက်ကွက်ထဲကတော့ဖြစ်မယ်မထင်ဘူး နင်းနုရဲ့အခြေအနေကိုအသေးချာလေးလာပြီးမှကြံစည်သလားရုပ်ကြီးစိတ်ကူးပေါက်လို့ကြံတလားတော့မသိဘူးပေါ့ဗျာဒီလိုရောက်မာတဲ့ဒူးစရိုက်သမားကိုအမြဆုံးဖော်ထုတ်ပေးကြစမ်းပါဆရာတို့ရေစိတ်ချပါဥက္ခရာရဲနဲ့ပြည်သူကြည်ဖြူနေတဲ့၍စည်းလုံးနေတဲ့၍ဒူးစရိုက်သမားအတွက်နေစရာမရှိစေရပါဘူးနှမှုဇလုံးအတွက်တရားခံအသီးသီးကိုကျွန်တော်ဖော်ထုတ်ပေးနိုင်မှာပါအချိန်ကာလတို့ကရက်နေတာမဟုတ်ငါးလခန့်ကြာသွားတယ် တရားခံကမဖော်ထုတ်နိုင်သည်ဒူရဲအုပ်စော်ဝင်လေနားနေရတာမဟုတ် တခြားအမှုအစ်များလက်ခံပြီးစုံစမ်းရဖော်ထုတ်ဖန်စီတရားစွဲတင်တက်တည်လိုက်စသည်ဖြင့်ဂျင်းလေနေတော့ဒီရောက်လျာနေရာတိုင်းမှာလေတရားခံမပေါ်သေးတဲ့ပြည်မှုကြီးနှစ်မှုအတွက်နားမျက်စိဖွင့်ထားရသည်နေထိုင်အဖွဲဝင်များကိုလေလူစုံတရင်စုံတက်တဲ့အရက်ဆိုင်လက်ဖက်ရည်ဆိုင်ဈေးစသည်တို့ထဲမှာပုံစံအမျိုးမျိုးနဲ့လှုပ်ရှားစီရပြန်နေ ။အုံနောက်ကွန်ရက်တို့ကအနားမနေပဲဖြစ်နိုင်ခြင်းနဲ့ဖြစ်တယ်ဆိုတဲ့အတွေ့အကြုံနဲ့လည်နေတယ်။ဖိုးစောအခြေအနေဘလို့ရှိသလဲ။တိုးတက်မှုကိုမေးတာနော်။အတန်နဲ့တူနေထိုင်ရုံထဲကိုဝင်လာတဲ့စကံမှုထက်ခိုင်။ဒူရဲအုပ်စောဝင်းကထပြီးအလေးပြုကအခုပဲကျွန်တော်ဖိုင်ကို ပြန်သုံးတက်နေတာပါစကံမှု။စေးစာတွေလည်းရပြီပါပြီ။တေးသူဟာဘင်းပြူသုံးဆွဲတယ်ဆိုတဲ့အကြောင်းနဲ့တစ်ချက်သေးတော့ဓာတ်တန်ရာကြောင့် တည်ဆောင်းတာလို့ဆိုထားပါတယ်။ကျွန်တော်လည်းမူမတူတဲ့ခြေရာနှစ်စုံကို အသေးစိတ်လေ့လာနေပါတယ်။ခြေရာပုံစံတွေကဒီမှာပါခင်ဗျ။ဒူရဲအုပ်ဇော်ဝင်းကဖျောင်းတဲ့ပုံစံအတွင်းထားတဲ့ခြေရာနှစ်စုံကိုတစ်ဆက်ထည့်ယူပြတယ်။စကမ်းမူထက်ခိုင်ကအသေးချာကြည့်ပြီးမှခြေရာခန့်ဆောင်တော့နီးပညာမှာအရက်ရှည်သူရဲ့ခြေရာကခြေလန်းကကျဲပြီးပြက်ရှည်တယ်။အရက်ပုသူရဲ့ခြေလန်းကစိတ်ပြီးပြက်တူတယ်။ကြောက်လို့ထိတ်လန့်စွာပြေးနေသူများ မကြုံဘူးမသွားဘူးတဲ့လမ်းကို သွားနေရသူများရဲ့ခြေလမ်းကကြုံပြီးဖြတ်တိုးတယ်။အစီစဉ်တဲ့အတူကိုကာရပါလိုက်ပြီးလှုပ်ရှားတတ်သူရဲ့ခြေလမ်းကကျဲပြီးတော့ခြေဘဝထိတ်ဦးများရှေ့ကိုဥတည်နေတယ်။ခြေပြားများရှေ့ကိုကားထွက်ခြင်းမရှိတဲ့ခြေရာမှာအချိန်လူပြီးလှုပ်ရသူအလင်းစလိုလှုပ်ရသူလို့ခံမနိုင်တယ်လို့ဆိုထားတယ်။အခုမောင်းရင်ရဲ့ဝူမတူတဲ့ခြေရာနှစ်စုံကိုဒီနေ့နဲ့သုံးသပ်ကြည့်မယ်ဆိုရင်အာရမမှုဖြစ်တဲ့နေရာက ပုံစံယူထားတဲ့ခြေဟာခြေဘဝထိပ်ဖြားတွေရှေ့ကိုဥတည်နေပြီးလူတက်မှုဖြစ်တဲ့နေရာကခြေရာကတော့ခြေပြားတွေရှေ့ကိုကားမနေဘူး။ကုညီတေးသေးချာချာကြည့်ပါ။ဟုတ်စကမ်းမူ။ကဲဘလို့ပဲဖြစ်ဖြစ်ပါစိတ်ရှိရှိခေါင်းအေးထားအခင်းပြနေရာကိုခဏခဏသွားပိုင်မလို့ဥပဒေလောကမှာပြမှုကျူးလွန်သူ10ယောက်လွတ်ချင်လွတ်နေပါစေတဲ့။ပြမှုမကျူးလွန်သူတယောက်ကိုပြည့်ထန်အပြစ်မခံရပါစေနဲ့တဲ့။ရှင်းနေနော်။ ကိုညီကိုကိုယုံပါれဆက်လို့ပါစကမ်းမှုထံကပညာများရလိုက်ပြန်တယ်။음လောက်တဲ့နဲ့အတွေ့အကြုံနဲ့တွေးခေါ်မှုပဲလေ။ဆရာသတင်းစာပို့ပေးလိုက်မလား။အိမ်ရှိပလက်ကလေးထိုင်မှာမိကနေဖြစ်သွားခိုက်ကြားရတဲ့အတန်းကြောင့်ခေါင်းထောင်ပြီးကြည်လိုက်မိတယ်။သတင်းစာပို့သမားအိတ်ထဲကနေရာနဲ့တစ်ချက်ကိုထုတ်ပေးလိုက်တယ်။ပုံငွေကိုပြန်အပ်ပြီးငွေရှင်းပြီးကြောင်ပေါင်းချမှာလက်မှတ်ထိုးပြီးထိုးသူကပြန်ပေးတယ်။ အမတ်မထင်မျက်စိအစုံကထိုးသူထိုးပေတဲ့ဘောင်ချာထက်ကလက်မှတ်ကိုကြည့်လိုက်မိတယ်။ဖေယားဖေယားဘီအိုဆိုပါလား။ဒူရဲအုပ်ဇောဝင်းကဟမ်မပြက်ဘောင်ချာကိုယူလိုက်ပြီးခမရပြောင်းလာကြည်လား။ဘယ်တွေမျှသွားနေလေဗျ။ခမရမရှိတော့ကောင်လေးတွေသတင်းစာလာပြီးတာမမှန်ဘူးဗျ။နှစ်ရချာသုံးရချာမှပေါင်းပြီလို့ပြီးနေ။တော်တော်ကတိတွေဗျ။ထိုင်မအောင်ဗျ။ပြောပြောဆိုဆိုဒူရဲအုပ်ဇောဝင်းက ကလေးထိုင်ယူပေးလိုက်တယ်။ထိုသူကကျွန်တော်တောပြန်သွားတာပါဆရာ။ဒီမှာအလုပ်ပေါင်းစုံလုပ်ပြီးရတဲ့ငွေလေးအညာကိုပြန်ပို့ရသေးတယ်။ဟိုမှာ9လလောက်ကြာရေးဆရာ။အခုနေတော့ရောဘယ်ရက်ကွက်မှာလေးဗျ။ဗဇက်ကလည်းတရက်စမ်းပြီးမျက်လုံးစုံကလည်းသူ့ရဲ့ခြေထောက်ကိုကြည့်ရသေးတယ်။တဖက်သားလည်းရိမ့်မိလို့မဖြစ်။ထိုသူကအေးဆေးစွာနဲ့အောင်မင်္ဂလာရက်ကွက်လေးဆရာ။အော် ောင်မင်္ဂလာဆိုတော့ကန်တာယာနဲ့ဆက်နေတဲ့ရက်ကွက်ပဲမှတ်ထားပါနော်ကျွန်တော်ရဲ့နာမည်ကဒူရဲအုပ်ဇော်ဝင်းပါအကိုကြီးကကျွန်တော်နာမည်ဘာဦးပါစရာဒါထက်လက်မှတ်ထိုးတော့ဘီအိုဆိုပါလားဗျလုံစမ်းမအောင်တေးကြတယ်ဒီခြေတော့ပဲဒီခြေရာနဲ့နှင်းနုအနိုင်ထက်ပြူးချင်းခံရတဲ့နေရာကခြေရာပုံစံနဲ့တထက်ထည်ကျွန်တော်ကအင်္ဂလိပ်စာဝါသနာပါရစရာလက်လမ်းမီယာလိုက်လေးလာရင်ဘာဦးရဲ့အတူအောင် ဘီအိုကိုခွဲမရတော့ပဲဘီအိုလို့ရေးလိုက်တာပါဘိုးဆိုတော့ဘိုးဘိုးဟန်ထွင်တာဘိုးဆိုတဲ့ဘီအိုနဲ့ကြောသွားတာပေါ့ဝါသနာကိုဆရာရဲ့ကဲခွင့်ပြုအောင်ဆရာဘာဦးထွက်သွားပြီသူရဲ့အုပ်စုံဝင်းကထိုင်နေလို့မဖြစ်ချက်ချင်းစကန်းထဲကိုပြေးဘီရိုဖွင့်ပြီးခြေရာကိုကြည့်တယ်သတင်းစာဖြတ်ပိုင်းမှာဘီအိုနဲ့အချင်းဖြစ်နေရာကတင်းစေခဲ့တဲ့သတင်းစာလိမ်ဟောင်းအထက်မှာဘီအိုဆိုတဲ့ဇလုံးများကိုနှိုင်းရှင်ကြည့်တယ် ဆိုင်းနေလို့မဖြစ်အမင်္ဂလာရက်ွက်ရရက်ကအဖွဲဝင်များတဲ့ကြိတ်ပြီးဘာဥရဲ့အခြေအနေဇာရိတာဝါဒနာစသည်တို့ကိုစုံစမ်းရတယ်။နေမီခန်နေထင်းကိုလည်းမတိမတာစုံစမ်းထားစီလိုက်တယ်။ဆရာဆရာနဲ့တွေ့ပေးခြင်းလို့တဲ့ဇာတိတယောက်ရှိလို့ခေါ်လာရဲဆရာ။အာဘသူလဲလို့ကန္တရာဥက္ခရပါလား။ဆိုဘဲကဇာတိလဲဘာကူညီပေးရမလဲပြောပါ။ ဆရာကို "तू ကအကူအညီပြန်ပေးမှာဆရာ"ကဲဒါမင်းတွေ့တာတိတာတွေပြောပြီးတော့ခြာတိတ်လေးမှာအသက်12နှစ်ခန့်ရှိနွမ်းပါဟန်တူပါတယ်မိဘနှစ်ပါးကလည်းတဘာတဲပါလာပါတယ်ဆရာတောင်းနိုင်လက်ဖက်ရည်နဲ့မုံမှားပေးပါဗျာဧည့်သည်များထိတ်လန့်မနေစေရန်ဒူရဲအုပ်စောဝင်းကလက်ဖက်ရည်နဲ့မုံများတိုက်ကျွေးပြီးမှကဲဒါဘာမှမကြောက်နဲ့ကွာဒါနမေအဖေအမေနဲ့ ရက်ွက်နမဲတွေရေတားမြင်ခဲ့တိခဲ့တာတွေကိုပြောနော်ခြာတိတ်က လက်ကလေးပိုက်ပြီးမျက်လုံးပေကလက်ပေကလက်လှုပ်ပြီးမှကျွန်တော်နမဲကဘိုးထောင်မှာအဖေကဦးရဲမြင့်အမေကဒေါ်နွဲ့ပါအဖေကစီပင်သားယာမှာညားဆောင်မှာအဲ့ဒီညကဘယ်အဲ့ဒီညလဲမောင်ဘိုးထောင်ရေဒူရဲအုပ်ဇော်ဝင်ကအသေးချမီးလိုက်တယ်ဘိုးထောင်ကရဲတင်းလာဟန်နဲ့ရင်ကော့ပြီးကံမောင်ရိုးမှာလူတက်ခံရတဲ့ညကပါဦးလေး ဟုတ်ပြီဆက်ပြောပါအောင်ကွာအဲ့ဒီညကလားမရှိဘူးဆရာကြီးကျွန်တော်အိမ်ကမတည်ပဲဘီရိုကြည့်မလို့ဖြက်လန်းဖြစ်တဲ့ကံမောင်ကိုဖြတ်သွားပြီးစောက်ကြုံကြီးတွေနာကဆင်းမယ်လို့တော့လူနှစ်ယောက်စကားတံများကြားရပါတယ်ကျွန်တော်လည်းကြောက်ကြောက်နဲ့ကံနဲ့ရေခတ်တဲ့တရားနာက မျက်တွေနဲ့ကြားတော့ကြားမှာပုံပြီးအတန်ကိုနားထောင်မိပါတယ်တယောက်ကမင်းပါလာတဲ့ပတ်စံတွေအကုန်ထုတ်ဒီမှာဓာတ်တွေလာလို့ပြောပြီး တယောက်ကမင်းတတိရှိရင် လာယူလို့ပြောပါတယ်တေးသေးချာချာကြည့်လိုက်တော့ဓာသမားကိုမသိပေမဲ့ကြံတယောက်ကကျွန်တော်တို့ရက်ွက်ထဲကဖဲသမားကိုစိုးပိုင်ဖြစ်နေပါတယ်ဦးဒူရဲအုပ်ဇော်ဝင်းကကြားဖြတ်ပြီးနေပေါင်းသားရဲ့လာရောက်မရှိဘဲနဲ့ဖဲသမားစိုးပိုင်မှဘလို့သိလဲကွလာမရှိပေမဲ့ဂွင်းထဲမှာကြဲရောင်နဲ့မြင်ရတယ်လေဦးရဲ့နောက်ပြီးတော့ဦးစိုးပိုင်ကအပြဲကြီးနဲ့ဆိုတော့သူ့အတံကိုမှတ်မိတာပေါ့ အေးဆက်ပြောပါအောင်ကွာကျွန်တော်ပုံနေတဲ့နေရာနဲ့သူတို့ရံဖြစ်နေတဲ့စောက်ချုံကြီးကတိတ်မဝေတော့ကောင်းကောင်းမြင်ရတာပေါ့တောင်းလောက်ကြတော့ဦးစိုးပိုင်ကအိတ်ထဲကိုပတ်စံနှိုက်မလို့လုပ်ပြီးစကနဲ့ဓာသမရဲ့လက်ကိုလိမ်စောက်ထုတ်ပြီးထွက်ပြေးသွားတာပဲဓာသမကပိမ့်ပိမ့်လေးဥရဲ့ဦးစိုးပိုင်ကဝဝတုတ်တုတ်ကြီးဓာသမရှေ့ကိုလဲပြီးပြန်မထနိုင်တော့ဘူးကျွန်တော်လည်းကြောက်ပြီးတော့အိမ်ကိုပြန်ပြေးတာပါပဲ အဲ့ဒီတုန်းကမင်းရဲ့မိဘတွေကိုဒီရဲ့ကြောင့်မပြောပြအောင်လားဘယ်ပြောရဲမလဲဦးရဲ့နောက်နေ့မှလူသက်ခံရတယ်ဆိုတာကြားတာပဲကဲအခုဒီကိုလာပြောဖို့တားကိုဘသူတွေကခေါ်လာတာလဲတားအဖေကစိတ်အိမ်မှုပါမနေ့ကဥညွှွှေရွှေအိမ်လာပြီးတော့စကားပြောရင်းကမမနင်းသူအနိုင်ကျင့်ခံရတာကြီးလူသက်မှုတည့်ရခံရင်မပေါ်သေးဘူးမြင်ရတဲ့သူတွေက ဖုံးထားရင်အဲ့ဒီလူဆိုးတွေကဒီနေ့ရက်ွက်ကိုဒုက္ခပေးမယ်လို့ပြောပါတယ် ပြီးတော့ကားတွေထဲမှာလည်းလူသက်သမားကသူ့ကိုမြင်တဲ့သူကိုတက်ပြတော့ကျွန်တော်လည်းဥဆိုးပိုင်တက်မှာကိုကြောက်လို့အဖေတို့ကိုထုတ်ပြောလိုက်ပြီးအခုဒီကိုရောက်လာတာပါလူသက်မှုအတွက်မျက်မြင်တက်တည်ရဲ့ထွက်ချက်ကဲသားကလိမ့်မာတယ်ကွာရော့မုံမိုးနေအောင်ယူသွားပြီးတော့လဲကြည့်စာလဲကြဲကွာဒါမှညံကြီးရှင်ဖြစ်လာမှာကဲကလေးဖေရောအမေရောဥက္ကရာကြီးရောကျေးဇူးတင်ပါတယ်ဗျအခုလိုရဲနေပြည်သူပူပေါင်းမှာ အဖြစ်သမားကိုဖမ်းမိပြီးရက်ရွာအေးချမ်းသားရမှာပါခင်ဗျာအမှုနှစ်ခုရဲ့ဆက်ဆက်ကွင်းဆက်တဲလွန်စမျက်မြင်သက်သေရဲ့ထွက်ချက်တို့ကိုစကမ်းမှုကို တင်ပြပြီးဘီယိုအမိခံပါဦးနဲ့လူသက်တရခံစိုးပိုင်တို့ကိုဖမ်းဆီးရန်စီစဉ်ရတယ်။ဒူရဲအုပ်စိုးဝင်းရဲ့ရှေလျားတဲ့ရှင်းပြချက်အစုံတရခံနှစ်ယောက်လုံးမငင်းနိုင်တော့ပို့ပြီးတော့တည်ကြစီရန်လူနေရောက်ရဲ့ခြေရာပုံစံကိုဖျောင်းနဲ့ပုံသွင်းယူလိုက်တဲ့ ရဲတို့ဆိုတာကထင်ချင်းတဲ့လူတယောက်ကိုဖမ်းခြင်းမဟုတ်ချီပြီးတုပ်ပြီးတေးကြမှာဟာခွက်မရှိတော့မှဖမ်းခြင်းမှာပဲတရခန်စိုးပိုင်ကအဲ့ဒီဘာဟုကနှင်းတို့ကိုအာရမကြံနေတာကိုကျွန်တော်မြင်နေစရာချစ်သူနှစ်ဦးနေကြွန်ဆိတ်ကောက်နေတယ်ထင်ပြီးဘာဟုထွက်အပြေးကျွန်တော်လိုပဲအတွဲထင်လို့လာချောင်းနဲ့ဘင်းပြူသမားကဓားထောက်ပတ်စံလှူတာပါကျွန်တော်လည်းအလစ်မှာသူသားနဲ့သူ့လက်ကိုလိမ့်ပြီးထိုးပြီးတော့ထွက်ပြေးခဲ့တာပါစရာ ဘီအိုခေါ်ဘာဦးလဲမလွတ်တော့စိုးပိုင်လဲထွက်ပေါက်မရှိပါ အမှုနှစ်ခုစလုံးကိုရဲလုံငန်းနဲ့အညီအခိုင်မာတိဆောက်ပြီးပြီးတရလိုတရခံတက်တီစကားပြောတဲ့တက်တီစကားမပြောတဲ့တက်တီအားလုံးစုံမိတရခံနှစ်ယောက်စလုံးတရားရုံးရဲ့အဆုံးမကိုနာခံရတော့မေပြမှုအကျွေးကိုကျွေးနဲ့ဆက်ရတော့မေပုံမှားက386နဲ့302ပါစာရေးသူဆရာကြီးကိုလေဂျေဇူးတင်ပါရီ ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တဲဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။